ားတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်ဆိုဆိုတော့မထင်ပါဘူး तू ကလည်းအရန်ဒုက္ခရောက်တော့လုံမိလုံရအဲ့ကိုလုံလိုက်တာဒါပေမဲ့ခလေးလေးအဖို့ရပါပူဒနာဖို့ကောင်းပါလားအဖွားနဲ့ဒီခလေးလေးနဲ့တာမိလို့တချို့ကထင်ကြတာတာမိလို့ထင်ကြတာဒါပေမဲ့တာမိမဟုတ်ဘူးဟိုလာနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလှူသင့်လဲဒါမှမဟုတ်နှစ်ယောက်စလုံးလှူသင့်လားဘယ်လိုထင်လဲ အလုံးဝဲမင်္ဂလာပါရှင်ဇင်လေးရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇင်လေးတက်ဆက်ပေးမယ့် video လေးကတော့ line ပေါ်မှာအထည်ဆိုင်ဒီဇိုင်းကိုဝင်ခိုးပြီးတော့နော်ဒီအထည်ဆိုင်ပိုင်ရှင်ကပါရီနာရိုက်တဲ့အမြင်နေဘူးတဲ့ဟိုပါနော်ဒါကျိုးနဲ့ထုတ်ပြီးတော့လမ်းနဲ့ဒါ view file ကိုလည်းအားလုံးကတိကျမှာပါရှင် ဒီဗျူဖိုင်နဲ့ပတ်သက်ပြီးတော့နော်ဒီပရိဒအသင်းကြီးကသွားရောက်ပြီးတော့လူတန်းနေကြတဲ့အပေါ်ကောနော်ဒါအပြစ်တင်တဲ့သူလည်းရှိတယ်ဝမ်းသာတဲ့သူလည်းရှိတယ်နော်ဒီတခိုးကိုဘာဖြစ်လို့လူရတာလဲနော်ဒီလိုမျိုးတခိုးကိုလူလို့ရှင်နောက်လဲဒီလိုမျိုးခလေးတကောင်နဲ့လိုက်ပြီးတော့ခိုးနေမှာပဲဆိုပြီးတော့ဒါဝေဖန်ကြတဲ့အပေါ်ကောဒီလိုင်းသားရအကူကြီးကနော်အဲ့ဒီရက်ကွက်အထီကိုသွားပြီးတော့ဒါဖြည့်ရှင်းထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရဲ့ရှင်လူတဲ့သူတွေရောဒီကြည့်ရှုတဲ့ပရိသတ်တွေရောစိတ်ကျဉ်တ်မှုရှိအောင်လို့ဒီဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါရဲ့ရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါရဲ့ရှင်အဲ့ဒါ ါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သာမြို့နယ်အဲလော်ကတောရွာလေးတောရွာလေးကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြီလာတဲ့ခလေးလေးပေါ့နော်ဒီခလေးလေးဒီခလေးလေးရဲ့အိမ်ပေါ့နော်ဒီခလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီသူတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအနီးနားပဝင်းကျန်ဒါမိသားစုပေါ့နော်အဓိကသိကျင်တာကပေါ့နော်ဟို ဒီမှာအခြေအနေဘယ်လိုရှိလဲဒီအဖွားရဲ့အခြေအနေကဘယ်လိုလဲနောက်ပြီးတော့ကလေးလေးရဲ့မိသားစုအခြေအနေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူ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 ပါအပြင်ကနေပြီးတော့ဟိုဟိုဝေဖန်သုံးသပ်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါတယ်နော်ဟွန်းဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြာပါလဲ ကြပြီသူတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲရွာနေပြေးနိုင်တာ။ဟော။ဆက်မြောက်ပါ။တို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုအခုပေါ့နော်။ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူး။အဲတချို့ကြတော့လဲငှားလိုက်တာလား။အချို့ကြတော့လဲတော်တယ်။အဲအဲ့ဒါလေးရောတီးလို့။ငှားလိုက်တာတော့မဟုတ်ပါဘူး။ तू ကမီးလေးတစ်ယောက်ကိုအများအားစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလှုပ်လှုပ်ရှားရဲဆိုရယ်မသိပါဘူးအခုမှလိုင်းပေါ်မှာတက်လာမှကျမတို့ရယ်သိရမှာကလေးလေးကိုအမြဲထိမ့်မိနေတာပါ ။ဟောကလေးလေးတော့သူကအမြဲတမ်းထိမ့်ပေးနေတာပါ။ကြာပြီပေါ့ဒါကလေးလေးကိုထိမ့်ပေးတာ။ဟုတ်ကဲ့ပါထိမ့်ပေးတာ။တကယ်ကြာအောင်ထိမ့်ပေးနေတာပါ။ဟောဒီကလေးကိုသူပဲထိမ့်ပေးနေတာပါနော်။ဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တို့ထင်။ဒီကောင်မလေးအမေရဲ့ရောက်ခမ။ဟောဒီကောင်မလေးအမေရဲ့ရောက်ခမ။ရောက်ခမ။ဟုတ်ကဲ့ပါ။ဟောအဲ့ပါဒါကြတော့ ဒီကောင်မလေးအမေရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်အင်းเนาะအဲ့ဒါတော့ဒါကွက်လာတွက်နော်ဒါဒီတဲမှာကျွန်တော်တို့ရှင်းပြလိုက်ဒါကွက်လောက်ကြာမှာအင်းအပြဒနာဟုတ်ကဲ့အဲအဲ့တော့ကျွန်တော်တို့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီ drive ကတော့ဒီရှင်းလဲဆက်ပြီးခဲ့အောင်နော်အလှူရှင်နေနဲ့ဒီပေါ့နော်တည်တင်တိတိုက်တဲ့သူတွေကိုချပြတဲ့နေရာမှာဘာလေးတွေဟာနေနေဆိုဒီအဖွားနဲ့ဒီခလေးလေးနဲ့တာမိလို့တချို့ကထင်ကြတာတာမိလို့ထင်ကြတယ်ဒါပေမဲ့တာမိမဟုတ်ဘူး အဲတချို့ကြတော့လည်းပေါ့နော်ဒီကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ကလေးလေးနဲ့တက်တက်ကလေးလေးကိုသူကချစ်တဲ့ခင်တဲ့အတွက်အများနဲ့လာလာခေါ်ယူပြီးတော့ငကိုလေးကမှဒီလိုပြက်တရာကြီးမဖြစ်ခင်တည်းကမှဒါဒီကလေးကိုခေါ်ပြီးတော့ထိန်းကြောင်းလာရရှိရပေါ့နော်အဲတော့ဒီအဖွားကတော့ဒီနားမှာတနေရာမှာနေတာဟုတ်ကဲ့နော်အဖွားတက်တက်တနေရာမှာနေတာဒီလိုပြက်တရာကြီးဖြစ်ကမှအဲဒီရမိသားစုတွေလည်းဒါသိကြတာပေါ့နော်အဲဆိုဒီကလေးလေးရဲ့မိသားစုတွေရဲ့ဒီသူတို့ပေါ့နော်သူတို့ရဲ့ဒီ ကိုကျင့်တရားပိုင်းနေရောဘယ်လိုလေးရှိတော့လဲကိုကျင့်တရားပိုင်းကတော့သူတို့အလုံးလုံးပဲတောတိုးတယ်အခုဟိုနေမဲဆလီဘူးတိမ်ဆိုမဲဆလီဘူးတက်တယ်ဇွာထဲမှာဈေးရောက်နေငါရောက်နေငါရောက်နေအဲ့ဒါလေးပဲသူချိုးရတော့လေချင်းခုတ်ခဲ့တာပဲချိုးကြတော့အခုပြောနေကြတာပေါ့နော်အာလှရှင်လေးလှတဲ့အခါကျတော့ဒီခိုးတဲ့လူကိုဒီလိုလှနေမယ်ဆိုလို့ရှိရင်နောက်လူတွေပါလိုက်ခိုးမလဲဆိုတော့အဲ့ဒီပုံမှာတော့ပြောပြရှိလားဘာရှိလဲ ရှိပါဘူးရှိပါဘူးနံပါတ်ပြတ်မရှိပါဘူးအခုတခါလဲဘာကြောင့်လှုပ်လိုက်တယ်လို့ခံမှန်းမိလဲချိန်မိလဲကိုယ်စိတ်ကသူ့အမေကတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လှုပ်လိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ဆိုပြီးဒီလိုဟာမျိုးတခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရအောင်ထားဆိုတော့ကျမတို့မကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတင်ပထမဦးဆုံးအဲ့လိုတင်လေဟိုစားအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတ်တယ်မရှိဘာကြောင့်ဒီလိုလှုပ်လိုက်တယ်လို့ထင်သူစားတယ်ပြီးလှုပ်တာပဲထင်တယ် ဟုတ်လားဗျာသူ့အိမ်မှာဟိုစားစိမ့်နဲ့ဝင်ဝင်နဲ့မမြအောင်မမြအောင်သူတို့ကမှသူအဲ့ဒေါ်ရဲ့ရှီမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြုတ်ထားတာနောက်အိမ်အောင်ပြုတ်ထားတော့သူကလုံကြုံရေးလောက်တာလုံကြုံရေးလောက်တဲ့အတွက်ဝင်ငွေကလုံကြုံရေးတယောက်ရဲ့လာစား2သိန်းကျော်လောက်ပဲရတယ်ဒါပါပါအဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ကပတ်စံ2သိန်းဆိုတော့ဘယ်လိုမှစားမရဘူးအဲ့တော့ဟိုအတိုးယူမယ်ချီးမယ်ပြုတ်မယ်ပြုတ်လာတော့အတိုးကျွေးတွေမနိုင်တဲ့အချိန်မှာ तू လုံးမိလို့ရ အဲလုတ်လိုက်တာလို့ပဲဖြစ်နေပိုတွေကတော့ तू ကအဲ့လိုမျိုးစီစားလက်စာလည်းမရှိဘူးကွာဟုတ်အဲ့လိုမျိုးစီစားလက်စာလည်းမရှိအခုဆိုလို့ရှိရင်ကျွန်တော်တို့လူသားတဲ့အခြေအနေရှိတယ်အဲ့ဒီလူရှင်တွေကိုကျွန်တော်နောက်ထပ်လူရဲ့အခြေအနေဒါကဆိုကျွန်တော်အကျိုးအကြောင်းအခြေအနေမသိသေးလို့အဲလက်ရှိကြတော့လေဒီခလေးလေးကတက်တက်ဗျာဒီအဖွားကတက်တက်အဲ့အဲ့လိုတက်တက်ဖြစ်တဲ့အခါကျတော့အခုအလှရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင်လှူမယ်ဆိုရင်ဒီခလေးလေးကိုလှူတင်လာလားဒီအဖွားကိုလှူတင်လာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူတင်ဘူးလို့ထင်လား အဲ့လိုပြောမယ်ဆိုဆိုမထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလုံရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးအဖို့ရပါပုံသနာဖို့ကောင်းပါလား။ကလေးလေးကဘန်းကောင်းညိုညိုဖြစ်သွားတာပေါ့။လှူမယ်ဆိုရင်ဒါသွန်းနာပြောလို့ပေါ့။လှူတော့လှူသိနေ။လှူသိနေပါပေါ့။ဒါဆိုရင်ဟိုလှူသိနေလို့ဒါပေါ့နော်ဒီပဝင်းကျင်ကရှိတဲ့လူတွေပြောတယ်။လှူသိနေဆိုရင်ဒီကလေးလေးလာနှစ်ခုတည်းကဘယ်လိုပို့ပြီးလှူသိနေလဲ။ဒါပေါ့နှစ်ယောက်စလုံးလှူသိနေလားဘယ်လိုထင်လဲ။ ။မြောက်စလုံးလူတင်တယ်လို့ထင်တာ။လူမဲ့တို့ဒါဒီမြောက်စလုံးမှာကိုရီးယားနော်ကလေးငယ်ပူပြီးတော့လူတင်နေရှက်သူ့အတွက်နဲ့ဒီကလေးလေးပန်းကောင်းအညွန်ချိုခံရတာလေနော်ကလေးကိုပူပြီးတော့လူတင်နေလို့ထင်နေရှက်။ဒါပေါ့ဒါပေါ့နော်။အဲဟာဟာဖိုင်လာဟာဖိုင် ဟဲ့ကလေးအမေရဲ့ဟာကလေးလေးရဲ့ဖိုင်းကလေးလေးဖိုင်းအခုကလေးလေးကိုတကယ်လို့လှူခြင်းနဲ့အလှူခြင်းနေရှိရင်ရောအခုလက်ရှိဒီအိမ်မှာမရှိဘူးဆိုတော့ဟိုကလာလှူမယ်ဆိုရင်လှူလို့ရပါမလားရပါတယ်ရပါတယ်ဆိုတော့ဟိုတနေ့အောင်သွားလှူရမလားဒီကိုလာပေးမှာလားဒီမှာပဲရှိမှာ။အော်ဒီမှာပဲရှိမယ်။ဟိုနိုင်သားရဲ့ရေစကန်ပေါ့။ဟောပြီးရင်တော့ပြန်လာမှာ။ပြီးရင်တော့ပြန်လာမှာ။အော်လူချင်းနေဆိုလည်းဒီလိုပဲ။လာပြီးတော့အဲဟုတ်ကဲ့ဘောနော်။ ဲဟုတ်ကဲ့ပါဒါတော့ပဝင်းကြီးကတော့ဗောနော်ဒီအကွားကဒါကျွန်တော်လည်းတရားမသိဘူးဒါပဝင်းကြီးကပြောမှသိမှာလေပဝင်းကြီးဆိုတာလည်းသူခေါင်းချင်းအိမ်နဲ့သူအမျိုးကိုကျွန်တော်လည်းသွားပြီးမေးမြန်းလို့မရဘူးဗျပဝင်းကြီးမှာတော့ဒီအကွားဗောနော်ဟိုမကောင်းတဲ့တရေတော့မရှိပါဘူးဗျမကောင်းတဲ့တရေဟိုကျွန်တော်တို့ကဒီအလူရှင်တွေကလူဖို့လုပ်နေတဲ့တခုတ်အားပေးနေတယ်လို့အားပေးနေတယ်လို့ပြောကြလို့ဒါဒီတကယ်ဗောနော်ဒီခိုးစားတဲ့လောက်ကိုကျွန်တော်တို့ဒီစီးပွားရေးရဗောနော်အသက်ဝန်းဝန်းကျောင်းဖြစ်ရက်တည်နေတာဆိုရင်တော့ဒါကျွန်တော်တို့တမျိုးစဉ်းစားရမယ် ဒီဘေးကလူတွေတမျိုးစဉ်းစားမယ်လူရှင်တွေလည်းစဉ်းစားမယ်ဒါပေမဲ့တချို့ကြတော့လေသူတို့ရဲ့အခက်အခဲကိုဖြေမရှင်းနိုင်တဲ့အခါကျတော့ဟိုမလုပ်သေးမလုပ်တိုက်တာတွေဟိုလုပ်ခဲလုပ်မိတာတွေရှိတတ်တယ်ဗျတချို့ကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားစရာမရှိဘူးငတ်ပြီးကျွန်တော်တို့အခက်အခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်နော်ကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ်တက်ကြီးရောတချို့မှကဘာဖြစ်လဲဆိုတော့သူတို့မှတကယ်စားစရာမရှိဘူးတို့လူစားလိုက်ရင်အင်အားမရှိဘူး ကျွန်တော်တို့ထမ်းစားနိုင်တဲ့ယံမီပိုးစားနိုင်တဲ့ယံမရှိဘူးเนาะသူတို့မှဟိုဘောနော်ပတ်ဆိုင်ဝင်နဲ့ဝင်ပေါက်ကအရန်နေပါတယ်ပေါ့အဲ့တော့သူတို့ဘောနော်သူတို့နဲ့အဟိုဘောနော်ဖြစ်နိုင်လောက်တဲ့ဟာလေးတွေသူတို့ခင်ဗျာဒါလှုပ်ရှားရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘောနော်အဲ့ဒါကြောင့်ဘောတကယ်လို့ဒါဟိုဘောနော်ဒီခိုးစားတဲ့လောက်ကိုစီးပွားရေးအနေနဲ့အတမဝဲအကြောင်းအနေနဲ့လှုပ်နေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီရာကိုဟိုဒီအလှူကိုကျွန်တော်လည်းလက်ခံပြမှာမဟုတ်ဘူးအဲဒါမဲ့ဟိုအခုဟိုဘောနော်အခက်မသိလို့တကယ်ဘောနော် ိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံမိကြံရကြံတယ်လို့လည်းဒီပတ်ဝန်းကျင်ကနေပြီးတော့ချက်ပေးတာပေါ့နော်အဲသူဟိုနောက်ထပ်ပေါ့ line ပေါ်မှာလည်းဒီအဖွားရဲ့ပုံတွေတက်လာပြီမဲ့တော့ညာလဲမတို့ဒီမှာလည်းအရင်တော့ခိုးထားဘူးတယ်သူတို့ဒီမှာလည်းခိုးထားဘူးတယ်ဆိုတာလည်းကျွန်တော်တက်လာတာမတွေ့သေးဘူးဗျဟိုဘယ်လိုပဲ social မှာကတော့ပုံတပုံပြလိုက်ရင်ဒီ blue ကဘယ်မှာဘယ်မှာကြုံဘူးတယ်ဆိုတာကျွန်တော်ဒီမှာအများနဲ့တက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမတက်သေးတဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ဒီလိုလှူထားတဲ့အလူရှင်တွေလည်းအဲလက်ရှိဆိုလို့ရှိလို့ရှိရင်ကျွန်တော်လှူထားတဲ့အလူရှင်တချို့လည်းရှိတယ် အခုကိုစောတင်ထိုးတို့ကိုဝနာကြီးတို့အပြင်ကို နောက်ဒီမော်လမြန်ရဟိုကိုဆွေတို့ဘာလို့လဲလှူထားသေးတယ်အဲအဲ့လိုလူတွေလှူထားတဲ့လူတွေကိုကျွန်တော်ဒီကနေတခါလေးပြောချင်တာကအဲကျွန်တော်တို့ဒီခလင်းနဲ့အဖွားကိုကျွန်တော်ပထမလှူဖို့အစီအစဉ်မရှိဘူးလှူဖို့အစီအစဉ်မရှိဘူးဒီခလင်းအလူဝေလေးတို့တော့ကျွန်တော်အာဒီခလင်းနဲ့အဖွားကိုဟိုရည်ရွယ်ပြီးတော့ကျွန်တော်လှူပေးမယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့အဖွားကလည်းမရှိသေးဘူးခလေးကလည်းမရှိသေးဘူးနော်အဲ့တော့ကျွန်တော်တို့လာပြီးလှူမယ်ဆိုရင်အရင်နေ့လာလို့ရတယ် ညနေမှာဖုန်းနံပါတ်ဖုန်းနံပါတ်ပေးလိုက်လေဘုတ်ဖုန်းနံပါတ်လည်းရှိတယ်ညနေလားကွာညနေလားညနေလားခဏမူလေးစိတ်ဟုတ်ဟုတ်ဟုတ်ကဲ့အဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိလို့ရှိရင်အဲဒါအခုကျွန်တော်ဒီဗီဒီယိုတင်တဲ့အချိန်မှာလဲဒါကျွန်တော်လှူထားတဲ့အလူရှင်နေနဲ့ဟိုဟာဒါဟို ြောနိုင်တယ်ဗောနော်တချို့ကျတော့ဘာငါတို့တော့ဒီပုံစံတော့မလူကျင်တော့ဆိုရတယ်ကျွန်တော်ကိုပြန်ပြီးတော့ဆက်သွယ်ပေးပါကျွန်တော်ယူရတဲ့အလှငွေလေးကိုကျွန်တော်ပြန်လာမယ်ရတယ်ငါတို့ကတော့ဒီလိုပုံစံလူကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ခံပြီးတော့ကျွန်တော်ယူပေးထားပါမယ်ကျွန်တော်စီရောက်ပြီးသားလူငွေကိုပြောတာဗောနော်မရောက်တဲ့လူငွေတွေရှိလို့ရှိလို့ရှိရင်လည်းဟိုဒီပုံစံကိုအခုကျွန်တော်တို့ဖြစ်ပြနေတဲ့ဟာကိုမြင်ပြီးပြီဆိုတော့ဒါကွက်ကိုဟိုစဉ်းစားသုံးသပ်ပြီးတော့ဒါလူကျင်လဲလူနိုင်ပါတယ်ဟိုမလူကျင်ဘူးဒါငါတို့မကြိုက်ဘူးဆိုလဲဟိုကအချိန်မီဟိုနေ့ဖြစ်လို့ရတာဗောနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အားလုံးကျေးဇူးပါညလူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါပါတယ်အဲเนาะဘူကြီးရောအများအားဖြင့်ဖုန်းထဲမှာဖွင့်လိုက်တာလဲကျွန်တော်ကမားမှာကြောက်ပါတယ်မားမှာကြောက်ဘယ်မှာကိုကိုကြီးကတိတိကျကျလှုပ်တာလေအားသာမလို့ရအခုလိုပြေးစင်းချက်တည်ပေးတာပေါ့အဲ့လိုပေါ့ကိုစိတ်နဲ့လှုပ်လို့မရအောင်ငါကျွန်တော်မသိမဟုတ်ဘူးကျွန်တော်မသိကျွန်တော်ကျွန်တော်မားမှာမားဝင်ကျွန်တော်မားဝင်လိုက်လူသူများပါစံဟုတ်ပါတယ်သူတို့လည်းသူတို့မှလည်းပြည်တွင်းရောပြည်ပလူတွေရောပြည်ပမှာလှုပ်တဲ့လူတွေကြာပြီးတော့ကျုံလို့လှုပ်ပါ အဲ့ဒီကရတဲ့ပတ်စံလေးတွေသူကလှူပေးရမြန်မာနိုင်ငံမှာရှိတဲ့လူတွေဆိုလဲသူတို့ပတ်သက်ရှားဖို့ရတာသိတဲ့အတိုင်းပဲအဲ့လိုခက်ခဲတဲ့အခါကျတော့သူတို့ကကိုယ်လွယ်လေးတကူလှူလိုက်တယ်ပဲဆိုတော့ပတ်စံရှားဖို့ရတာလွယ်တာမဟုတ်ဘူးတော့ရော့ပေးလိုက်လို့မရပေးလိုက်လို့ရရင်အမလည်းကျွန်တော်ပဲလှူတော့မလဲအမမှဘေးကလူပေးလိုက်မှာပေါ့ကိုယ်ကျေးဇူးတော်တင်ဦးမယ်အဲ့တော့ကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစားဝတ်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောနော်သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုရင်ဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင် ဟိုကျွန်တော်တို့ဘာကြီးလောက်ပေးနိုင်မလဲအလူရှင်တွေကဘာကြီးလောက်ပေးနိုင်မလဲတောက်ဦးနှစ်ဖက်လုံးစပေါ်တာပေါ့ဒီဘက်ကလည်းဒုက္ခရောက်တယ်ဘိုးဘက်ကလည်းဒုက္ခရောက်နှစ်ယောက်စလုံးနဲ့အကောင့်လုံးကကိုပိုင်နေမရှိဘူးဒါပေါ့ဒါပေါ့အမေပစ္စံကသူတို့အများဆုံးမတက်နိုင်တဲ့အတွက်ဘယ်နှစ်တောင်း၆တောင်းဟာဒီလိုမှားနေတာကျင်းတင်းတောင်းလေးတွေမှာပြရတဲ့တဝင်းဝင်းလာမလို့ရသူတို့အိမ်ကိုကိုကိုဝင်ကြည့်တယ်အမချအင်းငါဘလောက်ကျဲလဲဆိုတာဟုတ်ဘူးသူတို့လာမှပဲကျွန်တော် အလုံးဝလေးလွင်နေဒါကအွန်လိုင်းပြလိုက်ရပါတယ်ရစ်တင်ပါတယ်ကိုကိုကြီးလာတယ်ဆိုတရွာလုံးကလာကျိုးဆိုတာနော်တရွာလုံးလာကျိုးဆိုတာတရွာလုံးကကျိုးဆိုတာနော်ပါကိုကိုကြီးလာကြတယ်သမီးလာမစားလာဘူးကျွန်တော်မာတရိတ်တက်ပြစီပေါ်ပါဟောင်းနေပြီးပြီးပြပါဘူးအင်းမာအပြေးလာတာကိုကိုကြီးလာတယ်ဆိုရဲဆိုကျွန်တော်ကတော်ဝင်းကြီးပြောတာသိဟုတ်ပါတယ်အဲ့ဒါမှလည်းဟိုနေရှိရဟုတ်ပါတယ်တန်နာကိုကြီးကပြောတာလေတန်နာဒီပြိပြားကျိုးတော့ရောင်းပါဘူးကျွန်တော်ပြန်ဖွက်လိုက်ကြဟုတ်လားကျွန်တော်ပြန်ဖွက်လိုက်ကြမယ်ဟုတ်လား ပလေဒါအန်ရယ်များပါတယ်တော်ပြီလားပလေဒါအန်ရယ်များပါပြီ။ကျောင်းနေတော့တစ်ချက်ကြည့်တာရော။ရောက်လာလို့ရတယ်ဗျာပြို့တော့ရောက်လာလို့ဒီကနေ့ကြားပါမှာလေကျွန်တော်တို့ရိုင်းစာကိုကိုကြီးဆိုအိမ်ကလေးတက်တက်ရစာအားပါပေးတယ်ဟုတ်လားအေးဟုတ်ကဲ့တက်တော်ရောလိုက်တယ်ချိန်အောင်လေးရတာအေးလိုက်နဲ့အကျော်မခံဘူးအေးလိုက်ရတယ်အေး ဟိုကစာမရက်တက်ဘူးလေစာမရက်တက်တော့အသေးလေးပဲပေးလိုက်ဒါပဲအဓိကဒါပဲပရိသတ်တွေတို့များတယ်နော်ကိုကိုကြီးကမှန်ကန်တဲ့ဘက်မှာတော့ပထမဦးဆုံးပဲလေခင်နိုင်မယ်ဆိုကလေးတွေကိုကိုကြီးကတော့လိုက်ပြီးတော့အဲ့လိုပလိုက်တာလေးလုပ်ဝေသားရပါလားဝေသားရပါလားတရားကြီးမြောက်နေရနော်ပရာဟိတတွေပါသူတို့ကလှုပ်ချက်သွားပြီတဲ့ဟုတ်တယ်လေအဲ့လိုလိုက်တော့ပရာဟိတတွေလှုပ်ချက်လာတယ်ကြာငါလူတယောက်ပုံရင်ပုံမှာပြောမရအောင်နော်ခဏလေးဟိုကားကိုပြောတာတာကြိုးပြောတာတာကားကိုအေးရှင်နေလေ ခလေးကိုအဟာရလေးပဲကျွေးပါလားခလေးသမီးအဟာရချိုးတဲ့နေရာလားကဲတငယ်ချင်းတို့လည်း DVD file လေးကိုကြည့်ပြီးတော့စိတ်ထဲလေးရှင်းသွားလောက်ပြီလို့ထင်ပါတယ်ရှင့်တကယ်တော့ DND ကတော့အမြဲတမ်းခိုးနေရသူလည်းမဟုတ်ပါဘူးတဲ့သူကရက်ကွက်မှလည်းလုံးဝကိုနာမည်ပြတ်မရှိဘူးတဲ့ဒါသူတကယ်ဒုက္ခရောက်လို့နော်သူကြံရမရတဲ့အဆုံးဒီလိုမျိုးလုံးလိုက်တာလည်းဖြစ်မယ်ရှင့်ကျမရဲ့ video လေးကတော့ဒီလောက်ပါပဲရှင့်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်